တင်းကျူလာပြီးညကစီမီသပိတ်ကိုဘုံကျဲတိုက်ခိုက်ဖို့ညွန်ကြားခဲ့သူဟာတစ်တုံညာနှစ်ခုစစ်စင်ရေးတုန်းက MNDAA ထံလက်နက်ချညံ့ခံခဲ့တဲ့အမခတိုင်းမှုမျိုးမင်းထွေးဖြစ်တယ်လို့သိရပါတယ်။အမခတိုင်းမှုမျိုးမင်းထွေးဟာအောက်တိုဘာ6ရက်ညပိုင်းမှာစီမီပူဇော်ပွဲနဲ့ဆေးရနာရှင်စန့်ကျင်ရေးစီမီတပိတ်ကိုကျင်းပနေကြတဲ့ပြည်သူတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကိုအဓိကညွှန်ကြားခဲ့တာလို့သိရပါတယ်။ ဆေယုစုရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်လတ်တာရွယ်ကလေးငယ်တွေပါဝင်လူဆယ်ချီတေဆုံးခဲ့သလိုတိုက်ခိုက်တိုင်ရန်ရသူအများပြားရှိခဲ့တယ်လို့သိရပါတယ်ခုလိုဘုံကျဲတိုက်ခိုက်မှုရဲ့အဓိကတောင်းရှိသူဖြစ်တဲ့နမခတိုင်းမှုဘုံမှုချုပ်မျိုးမင်းတွေ့ဟာအလုတ်တင်ဘုံလောက်အပတ်စဉ်26ဆင်းဖြစ်ပြီး မုံရတိုက်နယ်တကျော်ချင်းပြည်နယ်နဲ့မကွေးတိုင်းရောနယ်ဒေသတွေကစစ်စင်ရေးတွေကိုတိကညွန်ကြားနေတဲ့သူလည်းဖြစ်နေတာပါဘုံမှုချုံမျိုးမင်းတွေဟာနမခတိုင်းမှုရတို့ကိုပြီးခဲ့တဲ့2024ဒီဇင်ဘာ6ရက်နေ့မှာရရှိခဲ့တာဖြစ်ပြီးတော့သူရှိကတိုင်းမှုကရထူးသက်သွားလို့နမခတိုင်းမှုအနေနဲ့ပြောင်းရွှေ့ခံခဲ့ရတာလည်းဖြစ်ပါတယ်ဘုံမှုချုံမျိုးမင်းတွေနမခတိုင်းမှုဖြစ်လာပြီးနောက်ပိုင်းမှာလည်းမုံရွာမြို့ပေါ်ကပြည်သူနေရာကျိုးကိုလည်း အရမပါစီမှုပဲလို့ဆောင်ခဲ့တယ်လို့သိရပါတယ်။တေတုံညာနိခုစစ်စီရုံကလက်နဲ့ချညာခံခဲ့တဲ့အမခတိုင်းမှုဘိုချုံမျိုးမင်းတွေတို့လိုစစ်သုံးမန်းတွေကို MNDA ကပြန်လွှတ်ပေးပြီးနောက်ပိုင်းစစ်တပ်တွင်အေးအေးယူမှုမခံရပဲတပ်မတော်တမ်းမြင်လက်ချင်းကြောင်းတကကစစ်သုံးမှာအချောကြီးရထုကိုပါရရှိခဲ့သေးတာပါ။လာပြီးညာတိုက်ခိုက်မှုမှာတည်ဆုံးခဲ့ကြတဲ့တချို့လောင်းတွေထဲမှာ စားစီဖြစ်သွားပြီးတည်ဆုံးနေတဲ့အလောင်းတွေပါပါနေတာပါဒါကတကယ်ကိုရက်ဆက်ရုံမှလာတဲ့လို့ရပါ